ဒီမိကြောင်မျိုးက19ပေလောက်ရှိပြီးရေထဲမှာ၅နီးတူမြန်ကြတယ်။ကြောင်မျိုးတွေအများကြီးထဲမှာ19ပေလောက်အထိအရွယ်စားကြည့်ပြီး၅နီးပါလောက်ရေကူးလျင်မြန်နဲ့မိကြောင်တွေရှိတယ်ဆိုတော့ပြည်သက်ကြီးတို့သိကြပါသလားရှင်။ ။အဲ့ဒီမိเจ้าတွေအကြောင်းကိုဒီပိုင်းလေးမှာပြပြပြီးသွားမှာဖြစ်လို့ဆက်ပြီးတော့စောင့်ကြည့်လိုက်ရအောင်ပါနော်။ဒီမိเจ้าတွေကနီပေါ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအနောက်ပိုင်းဒေသတွေကချောင်းတွေမြစ်တွေထဲမှာရှိကြတာဖြစ်ပါတယ်။သူတို့ကမိเจ้าမျိုးရင်းဝင်းတွေကမျိုးကွဲတစ်ခုဖြစ်ပြီးတော့သူတို့တွေထဲကိုမျိုးစိတ်တွေထပ်ပြီးတော့ क्वे ပြနေပါတယ်။ဒီကောင်တွေကိုတော့ Gariel လို့ခေါ်ပါတယ်။သူတို့ကိုကြည့်လိုက်ရင်တော့သူတို့နှုတ်သီးအသွင်အပြင်နဲ့ကိုကကျန်တဲ့မိချောင်းတွေနဲ့တိတိတသားကြီးကိုကွဲပြားနေပါဗျ။သူတို့နှုတ်သီးတွေကကျန်တဲ့အကောင်တွေလိုမကြည်မမကြဲပြတ်မဲ့တွေ့လျက်နေပါဗျ။ဗဇဝနာမှာလည်းနှာခေါင်းလိုလို အဖိုးလုံးလေးတစ်ခုပါတက်ပါတယ်အဲ့ဒါကဂါရီယာတွေပါပဲရှင်ဂါရီယာတွေကနေပေါ်တို့အိန္ဒိယတို့မှာအနေများပြီးတော့သူတို့နေရာတွေမှာအိန္ဒိယရဲ့နာမည်ကျော်ရေကျွန်းတွေတောမီကြောင့်မဂါခရိုကိုရိုင်းနေလဲစစ်စားကြပါတယ်မဂါရီကလည်းအန္တရာယ်ကြီးပြီးတော့လူကိုတော်တော်ဒုက္ခပေးတဲ့ကောင်းတွေပါအိန္ဒိယမှာမဂါမိကျောင်းတွေကြောင့်နှစ်စဉ်လူဆယ်နဲ့ချီပြီးတော့တည်ပါတယ်ဒါပေမဲ့ဂါရီယာတွေကြောင့်တော့လူတည်တယ်ဆိုတာသိပြီးတော့မကြဘူးတည်ပါဘူးမရှိသလောက်ကိုရှားတာပါရှင် ဂါရီယာတွေကလူတွေကိုတိတ်ပြီးတော့မတိုက်ခိုက်တတ်ပါဘူး။လူတွေမှမဟုတ်ပဲကုန်းတွေတော်ကြီးတွေဆိုရင်ဘာကောင်ကိုမှသူတို့ကတိတ်မတိုက်ခိုက်ပါဘူး။တိတ်လည်းတွေ့ချင်မှမရပါဘူး။မြစ်တီထဲမှာအနေနဲ့ပြီးတော့ချောင်းလက်တက်တွေထဲမှာပဲဒီကောင်တွေကအနေများကြတာပါ။ပြီးတော့မိချောင်းမျိုးနယ်တွေအားလုံးထဲမှာဂါရီယာတွေကရေးတဲ့အနေဆုံးကောင်တွေပါပဲ။သူတို့တသက်တာလုံးကိုရေထဲမှာပဲအများအဖြစ်ကုံဆုံးပါရဲ့ရှင်။ရေပေါ်တက်လာတဲ့အချိန်ဆိုတော့သူတို့အပူချိန်ကိုပြန်တက်လာအောင်လုပ်ဖို့ခဏလောက်ပါပဲ။ကြံတဲ့အချိန်တွေမှာရေထဲမှာပဲနေပါရဲ့။ သူတို့ရဲ့အဓိကအစားအစာကလည်းငါးတွေပါရှင်။သူတို့နှုတ်သီးရှိတွေကငါးဖမ်းဖို့အတွက်တီးတန့်လို့ကိုလှုပ်ထားတဲ့သဘောပါပဲ။အဲ့ဒီနှုတ်သီးတွေကသွေပြီးမြအပြန်လည်းအဝင်ကွင်းချဖြစ်နေတဲ့သွားတွေရာနဲ့ချီရှိတာကြောင့်တစ်ချက်ကိုက်မိရင်တော့ပြန်လွတ်ဖို့မလွယ်ပါဘူးရှင်။ချက်တာကလည်းတတော့ကိုထက်တဲ့သွားတွေပါ။ကြံနေမိချောင်းတွေလောက်တော့ကိုက်အားမတန်ကြပါဘူး။ဒါပေမဲ့လည်းထိထိရောက်ရောက်ရှိအောင်တော့ကိုက်နိုင်တော့မှပဲ။စိတ်ပေါက်ကလေးတွေခွေးတွေကိုတက်ဆွဲတဲ့ဖြစ်စဉ်တွေတော့ရှိခဲ့ပူပေမဲ့အဲ့ဒီထက်ကြီးတဲ့ကောင်တွေကိုတော့သူတို့မဆွဲပါဘူးရှင်။ ဒါကလည်းအကြောင်းရှိပါတယ်။အဲ့ဒီအကြောင်းကိုမပြောသေးခင်မှာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ Interest Knowledge Page လေးကို Like and Follow လေးလုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးနေ့ကိုပဲရွေးချက်တင်ဆက်ပြီးသွားမှာပါရှင်။ဘာလို့ကုန်းနေသားကောင်အကြီးကြီးတွေကိုမဆွဲသလဲဆိုတော့ပထမတစ်ချက်ကသူတို့ခြေထောက်တွေကကုန်းမော်မှာဆိုလို့ရှိရင်အရန်မတန်ကြလို့ပါ သူတို့ကကျန်တဲ့မိချောင်းတွေလိုမျိုးကိုခန္ဓာကိုယ်ကိုဘိုင်းနဲ့လွတ်အောင်ကြောင်းမထားနိုင်ကြပဲတရွတ်တိုက်ရှော့ထိုးသွားကြတဲ့ကောင်တွေပါရှေ့လက်တွေကတော်တော်လေးကိုအားနေပါတယ်ဆိုတော့သားကောင်ကိုတက်ဆွေးရင်ကြောင်းမှရေထဲပြန်ဆွဲချဖို့ကတော်တော်လေးကိုယုံကံရမှာပါသားကောင်ငငယ်လောက်ဆိုရင်တော့ဖြစ်နိုင်ပေမဲ့ကြည့်ရင်တော့သူတို့အတွက်မလွယ်ပါဘူးဒါကြောင့်လူကိုမဆွဲတာပါရှင်ပြီးတော့ဒါကြောင့်မယ်သူတို့ကရေထဲမှာပဲအနေများကြတာဖြစ်ပါတယ်။ကုန်းပေါ်မှာဆိုရင်အရန်ကိုနှီးတဲ့ကောင်တွေပါ။ရေထဲမှာတော့ငါးလိုပဲအရန်မြန်ပါတယ်။ ဒါပေမဲ့ဒီကောင်တွေကလူတွေကိုမကိုက်တက်ဘူးဆိုပြီးတော့အထင်တော့မှားမှားလိုက်ပါနဲ့နော်သူတို့စကြက်ထဲသွားပြီးတော့သူတို့ကိုသွားနှောက်ရှက်ရင်တော့ကိုက်မှာပါတင်စီလောက်အောင်မကိုက်နိုင်ပေမဲ့လို့စူးစူးဝါးနာကျင်ကျိုးပဲ့သွားအောင်ကိုက်ပြနေပြီးတော့လန့်သွားတာကြောင့်နှလုံးရက်ကြောင့်ရင်မွန်းတာသွေးထွက်လွန်တာတွေကြောင့်တော့တိမ်နိုင်ပါတယ်ပြီးတော့ဒီကောင်တွေအရွယ်အစားကနောက်ဆရာတော့မဟုတ်ပါဘူးသူတို့ကရက်ဆက်တဲလို့နာမည်ကျော်တဲ့နိုင်မီဂျောင်းတွေနဲ့အမေရိကန်မီဂျောင်းတွေထက်ကိုကြီးကြပါတယ်အနည်းဆုံး14ပြည်ကနေအကြီးဆုံး19ပြည်ကျော်လောက်အထိရှိပါတယ်ဆိုတော့သူတို့ကအကြီးဆုံးဆိုတဲ့ရင်ငံမီဂျောင်းတွေနိဗာအထိကို ကြီးထွားနိုင်ကြတာပါသူတို့ကရလူသားမစားဘူးကြတာလည်းမဟုတ်ပါဘူးလူကိုအမင်မလိုက်တာပဲရှိပါတယ်သူတို့ကျက်စားတဲ့အိန္ဒိယဒေသတွေမှာကလူတွေသေဆုံးရင်တော့အဖောင်းလောက်ပြီးတော့လူတွေကိုမျောတဲ့တလိရှိပါတယ်သူတို့ကအဲ့ဒီလူတွေကိုစားဘူးကြပါတယ်အဲ့ဒီလိုဆိုရင်တော့သူတို့ကဘလောက်ပဲအကောင်ကြီးကြီးစားပါတယ်ပရိသတ်ကြီးတို့ရောမိသားဘဏ္ဍမျိုးလောက်တွေ့ဘူးကြလေအောက်မှာပြပြပေးခဲ့ပါအောင်နော်အစောင်းနေ့ကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်